အားလုံးပဲမင်္ဂလာပါ Lanery IQ YouTube Channel နေပြီးတော့ပြလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့အရင်ဗီဒီယိုတုန်းကလုပ်သွားတဲ့ project ကိုပဲကျွန်တော်ကအကုတ်ပြောင်းပြီးတော့စမ်းပြတော့မှာဖြစ်ပါတယ်ဘာလို့ဆိုတော့အရင်ဗီဒီယိုတုန်းကလုပ်သွားတဲ့ကုတ်ဒီမှာ digital right ကို high နဲ့ low နဲ့ရေးထားတဲ့စာကြောင်းကတော်တော်များရယ်ပေါ့နော်အကြောင်းကိုဒီစာကြောင်းတွေရော့သွားအောင်ကျွန်တော်က for loop ကိုတုတ်ပြီးတော့ရေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ for you ရဲ့အကြောင်းကိုရှင်းပြတဲ့ဗီဒီယိုတစ်ပုဒ်ကျွန်တော်ရဲ့ channel မှာအာတင်ပေးခဲ့ပြီးပါပြီ။ဒီလို for you အကြောင်းမသိသေးလို့ရှိရင်ဒီဗီဒီယိုကိုသွားကြည့်လို့ရပါတယ်။ဆိုတော့ကျွန်တော်တို့အနေနဲ့ကုတ်ကိုစပြီးတော့ပေးကြည့်အောင်။ပထမဆုံးအနေနဲ့ကျွန်တော်အခုပြထားတဲ့ဟာကအရင်ဗီဒီယိုတုန်းကရေးထားတဲ့ကုတ်ပေါ့နော်။ဒီကုတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့က ADJ LED 1 LED 2ဆိုပြီးတော့ကျွန်တော်ရဲ့ LED တွေကိုနာမည်ပေးပြီးတော့အတိထားခဲ့ပါတယ်။ ဆိုလိုတာကနံပါတ်2ပင်မှာစိုက်ထားတဲ့ LED ကို LED 1ဆိုပြီးတော့ပေးထားခဲ့တယ်။နံပါတ်3ပင်မှာစိုက်ထားတဲ့ LED ကိုကြတော့ LED 2ဆိုပြီးတော့ပေးထားခဲ့တယ်ပေါ့နော်။ဒီလိုမျိုးမဟုတ်ပဲနဲ့ကျွန်တော်တို့က LED 1 LED 2ဆိုပြီးတော့မပေးဘဲနဲ့ဒီနံပါတ်2ပင်မှာစိုက်ထားတဲ့ LED နံပါတ်3ပင်မှာစိုက်ထားတဲ့ LED ဆိုပြီးတော့တစ်ခါရဲခေါ်လို့ရပါလေ။ဆိုတော့ကျွန်တော်အနေနဲ့ဒီတီထားတဲ့ LED တွေကိုအရေးဖြစ်ပြလိုက်မယ်။ပြီးသွားလို့ရှိရဲ5 set F ရှိတဲ့မှာရှိတဲ့ LED 1 output ဆိုတဲ့နေရာမှာကျွန်တော်က LED 1ဆိုပြီးတော့မတုံးဘဲနဲ့ number 2ဆိုပြီးတော့ရေးလိုက်ပါမယ်ဒီကောင်ကကြတော့ number 2ပင်မှာစိုက်ထားရဲ့ LED ကို output အနေနဲ့ generate တဲ့တဘောပါပြောချင်ကြတာကကျွန်တော်တို့က number 2ပင်မှာစိုက်ထားရဲ့ LED ကို LED 1ဆိုပြီးတော့နာမည်မတုံးဘဲနဲ့ number 2ပင်မှာစိုက်ထားရဲ့ LED ဆိုပြီးတော့အတိုင်းရခေါ်လိုက်တဲ့တဘောပါ LED 2ကိုကျွန်တော်က3ဆိုပြီးတော့ပေးထားခဲ့မယ်ပြီးတော့ LED 3ကိုကျတော့ 4 LED 4ကိုကျတော့5ပြီးတော့ဆိုရှိ LED 5ကိုကျတော့6အဲဒီလိုမျိုး pin 2ကနေပြီးတော့ pin 7ကိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့ LED တွေကိုဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်တွေကိုလည်းကျွန်တော်ကအောက်ပူဆိုပြီးတော့ကြီးညာလိုက်ပါတယ်။တကောက်ကိုဒီလိုမဟုတ်ပင်နဲ့ကျွန်တော်တို့က follow နဲ့လည်းကြီးညာလို့ရပါတယ်။ဘယ်လိုကြီးညာမလဲဆိုလို့ရှိရင် ပထမဆုံးအနေနဲ့ for loop ရဲ့ပုံစံပေါ့နော် for ပြီးတော့လို့ရှိရင် integer i equal to 2ဆိုပြီးတော့စပြီးတော့ကျင်ညာခဲ့မယ်ဒီကောင်က initialization ပါ initialization မှာ2ဆိုပြီးတော့ကျင်ညာတာက led အဲ paint 2ကနေပြီးတော့စပြီးတော့ကျင်ညာမှာဖြစ်တဲ့အတွက်2ဆိုပြီးတော့စလိုက်တာဖြစ်ပါတယ်ပြီးတော့လို့ရှိရင် i က less than equal 7ဆိုပြီးတော့ရေးထားခဲ့မယ်ဒီကောင်ကကြတော့ i က7နဲ့ သူရယ်ပြောလို့ရှိရယ်ဆဲဘဲအောက်ငယ်လို့ရှိရယ်ဒီ for loop ကိုအစစအမှန်ဖြစ်ပါတယ်ပြောလို့ရှိရယ် i++ ဆိုပြီးတော့ io တက်ပေါင်းလာမှာဖြစ်ပါတယ်ပြီးတော့ဒီ top way ထဲမှာကျတော့ကျွန်တော်တို့အစစအစီစီတဲ့ code ကိုရေးလို့ရပါတယ်ဥပမာဒီကောင်မှာဆိုလို့ရှိရင်ကျွန်တော်က print မှုနဲ့ led တွေရဲ့ mode ပေါ့နော် output လား input လားဆိုတော့ရှင်းနေမှာဖြစ်ပါတယ်ဒီကောင်မှာကျွန်တော်ကအပေါ်မှာဆိုလို့ရှိရင် print မှု2 output 3 output ဆိုပြီးတော့ ဒီစာကြောင်းတွေအများကြီးရတယ်ပေါ့နော်ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီအောက်မှာပဲပင်မို့ i comma အောက်ဘူးဆိုပြီးတော့ဒီလိုရပါတယ်ဟုတ်ဒီကောင်မှာရေးထားတဲ့ကုတ်တွေအကုန်လုံးနဲ့ဒီ for loop တို့ပြီးတော့ရေးလိုက်တဲ့ကုတ်တွေကသဘောတရားအတူတူပါပဲအလုံးလုံးတဲ့ပုံစံကလည်းအတူတူပါပဲကျွန်တော်အနေနဲ့ဒီကောင်ကိုရှင်းပြပါမယ်ပထမဆုံး for loop တစ်ကြိမ်ပတ်တဲ့အခါမှာ i ရဲ့နေရာမှာက ဆိုတော့ပထမဆုံးတစ်ခေါက်မှာပင်မူ2ပေါ်မှာအောက်ပူဆိုပြီးတော့သူကလှုပ်လှုပ်ပါတယ်။ပြီးတော့ condition ကိုစစ်တဲ့အခါမှာလည်း7အောက်ငယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူက i ကို1ထက်ပေါက်တယ်။ဒါကြောင့်မလို့ i က3ဆိုပြီးတော့ဖြစ်သွားတဲ့အခါမှာပင်မူ3ပေါ်မှာအောက်ပူဆိုပြီးတော့ထက်ပြီးတော့ညင်ညာလိုက်ပါတယ်။ဒီလိုပဲသူက i က7နဲ့ညီတဲ့အချီကို6တက်လှုပ်တာဖြစ်တဲ့အတွက်ပင်မူဆိုပြီးတော့ i ရဲ့နေရာမှာ2 3 4 5 6 7 လိုမျိုးအစားထိုးဝေလာတာဖြစ်တဲ့တွေ့ကြမလို့သူရဲ့အလလုပ်ပုံကသူကျွန်တော်အနေနဲ့ဒီအပေါ်မှာပြခါတဲ့ပင်မှုကိုရေးထားတဲ့စာကြောင်းတွေအကုန်လုံးနဲ့အတူတူပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့အပေါ်မှာဒီစာကြောင်းတွေကိုဖြည့်ပြပြီးတော့ဒီပုံစံအတိုင်းတည်လို့ရပါတယ်။သဘောပေါက်မှထင်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ဒီ LED series ဆိုတဲ့နေရာမှာလဲဒီ digital rise ဆိုပြီးတော့ LED 1 high led 2 high ဆိုပြီးတော့မတုံးခင်းနဲ့တော်တော်ကနေပြီးတော့ for loop ကိုတုံးပြီးတော့ရေးပြတော့ပါမယ်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ကဒီ led 1နေရာမှာ ကျွန်တော်2ပေါ့နော် led 2မှာကျွန်တော်3ဒီကောက်လေးကိုရေးကျွန်တော်အနေနဲ့ပြလိုက်ပါမယ်ဆိုတော့ကျွန်တော်တို့ရေးရမယ့်ပုံစံက digital write led 2.5 high ပြီးလို့ရှိရင် delay 900ဆိုပြီးတော့စစ်တက်ရေးပါရမယ်ဒီလိုမရေးချင်လို့ရှိရင်ကျွန်တော်တို့ကပေါ်လူကိုတုံးပြီးတော့ပေါ် editor i equal to 2ဆိုပြီးတော့ခဏလောက်အတိုင်းပဲပြီးရလို့ရှိရင် i less than equal to 7ဆိုပြီးတော့ရေးမယ်ပြီးတော့ i++ plus plus ဆိုပြီးတော့ရေးမယ်ကျွန်တော်အနေနဲ့ဒီ digital write 2.5 high ဆိုတဲ့နေရာမှာ တူးနေရာမှာကျွန်တော်တို့အနေနဲ့အိုင်ကိုသုံးပြုလို့ရပါတယ်။ကျွန်တော်ခဏတုန်းက set app fashion မှာသုံးသွားသလိုပဲ digital right i comma high ဆိုပြီးတော့ပေးလိုက်လို့ရှိရင်သူက form ပထမအကြိမ်ပတ်တဲ့အခါမှာ i က2ဒုတိယအကြိမ်ပတ်တဲ့အခါမှာ i က3ဆိုပြီးတော့ i က7ရောက်တဲ့အထိအလုပ်လုပ်သွားပါတယ်။ဆိုတော့ဒီမှာဒီလေးချက်လိုက်လို့ရှိရင် ဒီကောင်ရဲ့အလုံးလုံးပုံကဒီအပေါ်မှာပြထားတဲ့ကုတ်တွေအလုံးလုံးပုံနဲ့အတူတူပဲဖြစ်သွားပါတယ်။လိုပါမယ်ထင်ပါတယ်။ကျွန်တော်ပထမအကြိမ် for loop ပတ်တဲ့အခါမှာ i က2 2ကို high လုပ်လိုက်တယ်။ပြီးသွားလို့ရှိရင်ဒီ4500ဆိုပြီးတော့ तू ကအခြေခဏဆောက်လိုက်တယ်။ပြီးတော့ဒုတိယတေ for loop ထပ်ပတ်တဲ့အခါမှာ i က3 3ကို high လုပ်လိုက်တယ်။ပြီးသွားလို့ရှိရင်ဒီ4ခဏဆောက်တယ် ဒီလိုနဲ့ပဲ digital rights ဆိုပြီးတော့ i က7ရောက်တဲ့အထိလွတ်လွတ်သွားတယ်။ပြောလို့ရှိရင်အခြေခဏဆောက်လိုက်ပါတယ်။ So ကျွန်တော်တို့အနေနဲ့ဒီလိုစာကြောင်းတွေအများကြီးမရေးဘဲနဲ့ဒီလို phone လို့ပို့တော့ပြီးတော့စာကြောင်းလေးစားနဲ့လည်းရေးလို့ရပါတယ်။ပြီးတော့ဒီနေရာမှာ LED off ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့က phone လို့ပို့ပြီးတော့ phone အဲ့ဒီကြောင့် i = to 2ပြရလို့ရှိရင် i less than equal 7ပြီးတော့ i plus plus ဆိုပြီးတော့ကြည်ညာလိုက်မယ်ပြီးတော့ digit right i comma low ဆိုပြီးတော့ကြည်ညာလိုက်မယ်ဒီကောင်းရဲ့လလုပ်ပုံကလည်းပဲဒီ led 1ဆိုတဲ့နေရာမှာကျွန်တော်2 3 4 5 c7 ပေါ့နော် တော့ပထမအကြိမ် follow ပတ်တဲ့အခါမှာ number 2က low low ဆိုတော့ LED ကိုမိတ်တဲ့ဘောပေါ့နော်ပြီးလို့ရှိရတယ်3ဆိုလို့ရှိရတယ် number 3ပင်မှာ set ထားတဲ့ LED ကိုမိတ်လိုက်တဲ့ဘောပါပဲဒီနေရာမှာကျွန်တော်ကဒီလေးကိုမထည့်တော့ပါဘူးဘာလို့ဆိုတော့ဒီလေးကိုထည့်လိုက်လို့ရှိရဒီကောင်းမှာလုလုထားတဲ့ပုံစံနဲ့မတူဘဲနဲ့ဒီကောင်းရဲ့အကြားမှာဒီဒီလေးဆိုပြီးတော့ထည့်ထားတဲ့ဘောနဲ့စေတူသွားပါလိမ့်မယ်ဒီလိုဆိုလို့ရှိရင်ကျွန်တော်က LED တွေကအကုန်လုံးဒီပြန်ဟင်းမမေပဲနဲ့တလုံးချင်းလုံးချင်းနဲ့မေလာပါလိမ့်မယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီ code တွေကိုတော့ဖြည့်ပြပြီးတော့ဒီ for loop နဲ့ရေးထားတဲ့ဟာကိုပဲထည့်လိုက်မယ်ပြီးတော့ LED reverse မှာလည်းဒီလိုပါပဲ for loop တုံးပြီးတော့ရေးလို့ရှိရင်ဒါပေမဲ့ for loop ဆိုပြီးတော့ integer i equal to 7ပေါ့နော်ဘာလို့ဆိုတော့သူက reverse ဆိုတော့ LED အမြင့်ဆုံးကနေပြီးတော့လာတယ် ် LED အမြင့်ဆုံးမှာထည့်ထားတဲ့ပင်က pin 7ဆိုတော့7ကနေပြီးတော့စားတယ်ပြီးသွားလို့ရှိရင် i greater than equal 1ဆိုပြီးတော့2ဆိုပြီးတော့ရေးလိုက်မယ်ဟိုလိုဆိုတော့ i ကဒီ LED ပင်ဆက်ထားတဲ့အနေဆုံးနံပါတ်က2 2ဆိုတော့2ထည့်ကြည့်သည်၍ဒီ for loop ကိုအလလုံးစီမှာဖြစ်တဲ့အတွက် i greater than equal 2ဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့ i minus minus ဆိုပြီးတော့ရေးလိုက်မယ် ဒီအကြောင်းတွေကိုကျွန်တော်အနေနဲ့ for loop ကိုရှင်းပြထားတဲ့ video မှာအသေးစိတ်ရှင်းပြပေးသွားပါပြီ။တကယ်လို့နားမလည်လို့ရှိရင်အ for loop ရှင်းပြထားတဲ့ video ကိုပြန်ပြီးတော့သွားကြည့်ဖို့ကျွန်တော်အနေနဲ့အကြံပြုပါတယ်။ပြီးတော့ top query ထဲမှာကြတော့ digit right i, high ဆိုပြီးတော့ရေးလိုက်ပါမယ်။ပြီးတော့ delay 900ဆိုပြီးတော့ရေးလိုက်မယ်။ ဆိုတော့ဒီကောင်ရဲ့လှုပ်လှုပ်ပုံကလည်းပဲဒီအပေါ်မှာကျွန်တော်ရေးထားခဲ့တဲ့ကုတ်တွေအကုန်လုံးနဲ့ share တူပါတယ်ဒါကြောင့်မလို့ဒီကောင်တွေကိုဖြည့်ပြီးတော့ဒီ for loop နဲ့ရေးထားတာကိုပဲရေးလိုက်ပါမယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီကောင်ကိုစမ်းဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ Arduino ဘုတ်ကိုကျွန်တော်တို့ရဲ့ computer နဲ့ထိစစ်ထားဖို့လိုအပ်ပါတယ်ယူရလို့ရှိရင်ဒီ tool ထဲကဘုတ်နေရာမှာ Arduino AVR ဘုတ်ထဲက Arduino Uno ဆိုတဲ့ဟာကိုယူလိုက်မယ် ပြီးတော့အိုးနေရာမှာလည်း adrenaline you know ဆိုပြီးတော့ပေါ်နေတဲ့ကော်ကိုယူလိုက်မယ်ကျွန်တော်မှာကော်သရီဆိုတော့ကော်သရီကိုပဲယူလိုက်မယ်ပြီးတော့ဒီ verify ဆိုတာလေးကိုနေလိုက်မယ်အော်ဒီမှာကတော့ error တက်လာတယ်အော်ဒီမှာ high ဆိုရဲ့ server server မှာနေတာဖြစ်တဲ့အတွက် error တက်တော့တာပါဒါမှမဟုတ် h i g h high ပြီးတော့ verify ထပ်စစ်ကြည့်အောင် ဒီလိုဆိုလို့ရှိရင်ဒီအောက်မှာ dan ကော်ပိုင်လေးဆိုပြီးတော့ပေါ်လာပါတယ်ဆိုတော့ကျွန်တော်ရဲ့ကုတ်ကအမှန်သွားပါပြီပြီးတော့ဒီမှာရှိတဲ့များပါတော့ approach ဆိုတာကိုနေလိုက်မယ်ဆိုလို့ရှိရင် dan amplitude ဆိုတာပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကုတ်ကလွတ်သွားပါပြီဆိုတော့ led တွေက ကျွန်တော်ခုတက်ထားတဲ့ပုံစံလေးတိုင်းလဲနေပါလိမ့်မယ်အဒီပုံစံကကျွန်တော်အရေးဗီဒီယိုတော့က လုတ်သွားတဲ့ဒီ series ပုံစံနဲ့အတူတူပါပဲကုတ်တရားပဲကြောက်လဲတော့တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်အနေနဲ့အရေးဗီဒီယိုတုန်းကဒီအေဂျာအနေနဲ့ပေးထားတဲ့ LED တွေကိုတလုံးကြော်ပြီးတော့လင်းချိန်မဲ့ facial လဲကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာတစ်ခါလေးရေးပြလိုက်ပါမယ်ဆိုတော့ကျွန်တော်က facial အသေးတစ်ခုကို တည်လိုက်မယ် why ဆိုပြီးတော့ LED အဲ2ဆိုပြီးတော့ပဲကျွန်တော်ပေးလိုက်မယ်ပြီးတော့ဒီ function ရဲ့အထက်မှာ for loop နဲ့ for integer i equal to 2ကနေပြီးတော့စာမယ်ပြီးတော့ i less than equal 7ဆိုပြီးတော့7အထိကိုလွတ်လုံးမယ်ပြီးတော့ i plus equal 2ဆိုပြီးတော့ရေးလိုက်မယ်ဒီကောင်ကကြတော့ i ကို function တစ်ခု အလုံးလို့ပြီးတိုင်းမှာဒူပေါက်သွားမယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒီပုံမှာပါတဲ့ i play play ဆိုတာကြတော့ over ပေါက်သွားမယ်တဘောပါဆိုတော့ digital drive i comma high ဆိုပြီးတော့ပေးလိုက်မယ်ပြီးတော့ delay 500ဆိုပြီးတော့ရေးလိုက်မယ်ဒီကောက်ကိုကျွန်တော်တို့ရဲ့ loop fashion ထဲမှာခေါ်ပြီးတော့တုံးကြည့်အောင် led 2ဒီလိုရှိရင် delay 500 ပြီးတော့ဒီကောက်ကို upload လုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရယ်ပထမဆုံးတစ်ခေါက်မှာတလုံးချင်းလဲရယ်ပြီးတော့နောက်ကနေပြီးတော့အပြိုင်ပြိုင်လဲတယ်ပြီးသွားလို့ရှိရယ် LED တွေကဒီတလုံးကြော်ပြီးတော့လဲရယ်ပါနော်ပြီးသွားလို့ရှိရယ်ကျွန်တော်ကဒီကောက်ကိုပဲ reverse ပုံစံနဲ့ရေးကြည့်အောင်5 LED 2 reverse ဆိုပြီးတော့ for integer i equal to 7ဆိုပြီးတော့7ကနေပြီးတော့စမယ်ပြီးတော့ i greater than equal to ဆိုပြီးတော့ led 2 ठी ကိုလည်းလုံးမယ်ပြီးတော့ i minus equal to ဆိုပြီးတော့ရေးလိုက်မယ်ဒီကောင်ကကြတော့ led တွေကိုအနောက်ကနေပြီးတော့တလုံးကျော်ပြီးတော့လဲစီမှာဖြစ်ပါတယ်ပြီးတော့ digital right i comma high ဆိုပြီးတော့ရေးလိုက်မယ် ပြီးတော့ delay 500ဒီကောက်ရဲ့ main fan ရှိတဲ့မှာခေါ်ကြည့်အောင် LED 2 reverse ပြောလို့ရှိရင် delay 500ဆိုပြီးတော့အရေးကြီးအောင်ဒီကောက်ကို run လိုက်မယ်ဆိုလို့ရှိရင်သလုံးချင်းလဲတယ်ပြီးတော့အနောက်ကနေပြီးတော့ပြောင်းပြန်လဲတယ် ီးတော့သလုံးကြော်ပြီးတော့လင်းတယ်နောက်တစ်ခါသလုံးကြော်ပြီးတော့ထပ်လင်းတယ်ပြောရလို့ရှိရင်အကောလုံးကလင်းနေတယ်ဗောနော်ဒီကောင်းကိုခြေရှင်းဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ LED off ဆိုတဲ့ fashion ကိုခေါ်လိုက်မယ်ပြီးတော့ delay ထားရမယ်ဆိုလို့ရှိရတော့အခြေပြေတော့ပါပြီ ခုဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ကုတ်ကိုရေးလို့ပြီးသွားပါပြီ။ကျွန်တော်အနေနဲ့ဒီမှာရေးသွားတဲ့ကုတ်တွေကိုသဘောပေါက်မှန်ထင်ပါတယ်။တကယ်လို့မရှင်းလို့ရှိရင်လည်း comment ထဲမှာမေးခဲ့လို့ရပါတယ်။အဲနောက်ပိုင်းကျလို့ရှိရင်ကျွန်တော်တို့ကဒီ follow တွေကိုသုံးပြီးတော့ပဲရေးသွားမှဖြစ်တဲ့တိကျမလို့ဒီကုတ်ကိုသဘောပေါက်ထားဖို့လိုအပ်ပါတယ်။နောက်ဗီဒီယိုကျလို့ရှိရင်ဒီ Arduino ပြည့်စည်တွေကိုယ့်ရဲ့အိမ်မှာမရှိရတာမှာ ျွန်တော်အခုလုပ်ပြနေတဲ့ project တွေကိုအော်လိုင်းပေါ်မှာရှိတဲ့ website တစ်ခုပေါ်မှာဘယ်လိုလွတ်လွတ်ရမလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။နောက် video ကြောင့်လို့ရှိရေးပြတ်တွင်းပါမယ်။ကြည့်ရှုပေးရတဲ့ကြည့်ရှုထူတိတ်ရှိပါရခင်ဗျာ။